လိုက်ပတ်ဧကမိုင်ပထမကံကွန်ဒိုဟာ Airpolin နဲ့100မီတာကွာဝေးပြီးတော့ Shadow Bat လည်းစီစဉ်ပေးမှာဖြစ်ပါတယ်။ Airpolin ကနေတစဉ် MRD VDL စရရထားလိုင်းတွေကိုအလွယ်တကူချိတ်ဆက်သွားလာလို့ရမှာဖြစ်ပါတယ်။ Airpolin ကနေတစဉ်ဖရထိုင်းကိုသွားမယ်ဆိုရင်လည်းသုံးမတိုင်တော့စီရမှာဖြစ်ပြီးတော့အစုပ်ကိုသွားမယ်ဆိုရင်လည်းနံပါတ်တိုင်သာစီရုံပဲဖြစ်ပါတယ်။ ခြေလောင်းရအိပ်သက်ဝေးနဲ့300မီတာလောက်ကောက်ဝေးရဖြစ်တဲ့အတွက်ကားပိတ်တာဆိတ်ရှုပ်ရှားမလို့ပဲမြို့ရဲမြို့ပြင်အလွယ်တကူသွားလာလို့ရမှာဖြစ်ပါတယ်ဒါလေးကတော့1 bat 35.5 square meter showroom လေးဖြစ်ပါတယ်1 bat ကိုမှ separate kitchen လေးနဲ့ဖြစ်ပြီးအခန်းကိုအပိုလိုမရှိကြည်ကြည်လေးလေးဖွင့်စီထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် ားလေးကတော့1 bed plus 45.5 square meter ရှိုးရုံလေးဖြစ်ပါတယ်။ဝမ်ဘက်ကလပ်ကမှစပရိတ်ကစ်ချင်အပြင်တီးတန့်စားကြီးကန်းလေးပါပါတဲ့အတွက်တကယ်လို့တင်ကမိသားစုများတဲ့သူဖြစ်တယ်ဆိုရင်စားကြီးကန်းကိုအိတ်ခမ်းဖြစ်ဖွဲ့ပြီးလူနေလို့ရပါတယ် supply ပတ်ပဌာနာကန်ကွန်တိုဟာကျိုးပိုင်းဖြစ်ပြီးတော့ဘတ်တသိန်းဆင်ရချပြီးတစ်လအတွင်း30ရာခိုင်နှုန်းရှိတာနဲ့ကွန်တိုပိုင်ဆိုင်နိုင်ပေးဖြစ်ပါတယ်။ကျန်တဲ့80ရာခိုင်နှုန်းကိုတော့ project ပြီးရဲ့အချိန်အခက်အတဲ့အခါငွေချေရမှာဖြစ်ပါတယ်။